မင်္ဂလာပါဇာအနေနဲ့2025ခုနှစ်အောက်တိုဘာလ10လပိုင်းမှာ တနင်္လာသားသမီးများရဲ့အရှိရေးအိမ်နောင်ရေးနှလုံးသားကံကြမ္မာတို့နဲ့ပတ်သက်ပြီးတော့ဟောပြောချက်ကလေးကိုဆွေးနွေးဟောပြောပေးသွားလို့ပါတယ်2025ခုနှစ်အောက်တိုဘာလ10လပိုင်းမှာတနင်္လာသားသမီးအရှိရေးကံစာတာနိုင်ခုနှစ်နှစ်ခုနှစ်နာမှာတနင်္လာသားသမီးကံနိုင်တဲ့ဇာတာရှင်တွေဟာဒီ10လပိုင်းမှာဖြစ်နေတယ် ကျွေးမီတင်တာငွေချေးပြဿနာဖြစ်ရှင်းရတာစိတ်ဆင်းရဲတောခါတွေကြုံတာဒီလားဟာကောင်းကျိုးနဲ့နဲ့ပြုတ်ချင်းထားမှာမပါဘူးစိုးချိုးပေးခြင်းစိုးချိုးတက်ရမှုတွေခံစားရတတ်တဲ့လာတလာဖြစ်နေတယ်တဏှာဖြင့်နာမည်ဆိုးတွေထွက်တာထင်ရောက်ထင်မှကြုံရတာပဲတတ်အားကိုစိတ်အနောက်ချက်ဖြစ်ရတတ်တယ်အိမ်တွင်ရေအိမ်တွင်မိသားစုပြိပခါဖြစ်တတ်တယ်လားအရှိရေနှလုံးသားကြီး ကိန်းကဏ္ဍမှာဆိုရင်တစ္ဆဖောက်ခံရတာမိမိကိုဥပ္ပခပြိုးသွားတာမတိချိုးပြိုးတာခံရခတ်အောင်စိတ်အနောက်ချက်ဒုက္ခပေးတာတွေကြုံများစုံများတက်တက်လာပရိပခကြုံနေစိတ်ဆင်းရဲတောကပြီစီးတဲ့မဟုတ်မတန်းနေအဆွဆွဲခံရတက်တက်လာစကားများတာရှံပြက်တာညှင်းခုန်တာစိတ်ညစ်စာစိတ်ရှုပ်စရာတွေကြုံများစုံများတက်တက်လာမလို့အထုကယူဆိုင်ပေးဖို့စားနေတဲ့မေတ္တာရက်ခံတယ် စေတနာတို့ဟာဝေဒနာဖြစ်တတ်တဲ့အချိန်စိတ်ချုပ်ဆရာတွေလည်းကြုံတတ်တယ်အရှိရင်အိမ်နောင်ကမှာဆိုရင်အိမ်နောင်တယ်မြတ်အဖို့စိတ်ဝမ်းပွဲတာတိုင်ပင်ဆွေးနွေးလို့မရတာနင်မာတဲ့ငါမန်းနဲ့ငါမန်းနဲ့နင်မန်းနဲ့စသည်ဖြင့်နင်မငါမပြစ်တဲ့ဝေဘာချုပ်ချားတာတွေပါကြုံညာတတ်တယ်လားအိမ်နောင်ကြီးအရှိ လုံးလုံးအစင်မပြေဘူးအဲ့အစင်မပြေတဲ့ဈာမှာတရီပြုတ်ပြေးရမှာနော် အင်္ဂါသားသမီးစံနေသားသမီးတို့ရဲ့စိတ်အနောက်ဆက်ပြူတာတွေကြုံရတတ်တယ်။နန်းနယ်လေးအိမ်တော်ကအိမ်တော်ရဲ့အစင်မပြေကိုအသေးပွဲမယ်။တနည်းအားဖြင့်အာယုံချောတွေထုံကျင်တာ၊ကြိုက်ခဲတာ၊နာကျင်ရတာတွေဖြစ်ရတတ်တယ်။ကံစားတာကံကလုံးမကံနေနေတယ်။အဲ့ဒါဟာဂုံတော်ကို ပွာများပါ၊ရွတ်ဖတ်ပါအရဟံဂုံတော်ကိုစိတ်နှလုံးသွင်းပေးပါ။နော်။မွေးကံငွေကံစီးပွားတွေတအကံနေနေတယ် အဲမွေးလာမွေးရမွေးစာတာရှင်နေဖြစ်တဲ့ဆိုအထုပ်ယူစိုက်ပေးအောက်တိုဘာ12ရက်အောက်တိုဘာ22ရက်ကြာမွေးနေစာတာရှင်နေလုံးဝမကောင်းအန်လေမြောင်များစွာကြုံတတ်တယ်အဲ့ဒီရက်ထက်မှတနင်္လာမွေးဖာစာတာရှင်နေပို့ပြီးခယူစိုက်ပေးရမယ်အန်ဒီဆိုရဖြစ်တဲ့လူမျိုးပြဿနာတွေကြောင့်ညာတက်တယ်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ဒုတ်တပြက်ဓာတ်တပြက်ဖြစ်ရတတ်တန်စားတာအိုခွဲအိမ်ခွဲလင်ခွဲမြားခွဲ မကြုံစပ်ဖို့အကြုံထူးတွေကြုံရတဲ့စိတ်ထိကြိုက်တတ်တယ်တနည်းအားဖြင့်မလိုလတ်အပ်တဲ့တန်ကြာစာကပွားများပြီးတော့အန်လေရဲ့ကြုံရတယ်ခုနှစ်နေနဲ့မှာကိုကန်ဆိုးဆုံးလို့တင်စားရမယ်အနေထားပါကောင်းချိုးမပေးဘူးအိမ်တော်ရဲ့အိမ်တွက်ကအဆင်မပြေဘူးအချိုးပိတ်ကိငန်နဲ့နေမှာဆိုလို့ရှင်ခုနှစ်ကိငန်နဲ့တုံးကိငန်နဲ့တိတ်ကိငန်နဲ့ရှစ်ကိငန်နဲ့နေရာကောင်းချိုးပေးမယ်အဝါရောင်အပြာရောင် ထိုအယောင်အသွေးတရားကောင်းကျိုးပေးမယ်စီပွားကံတွေလည်းတက်ရမယ်ကုသိုလ်ကံလိုလားကောင်းလာရမယ်ဒီလားကုန်လေးတို့တော့သိခံပေါ့ဒီလားကုန်ဖြင့်ရှေးလာမှာဆိုရင် ကောင်းကျိုးတွေပေးလာမယ်ကောင်းကျိုးတွေဖြစ်ထွန်းလာမယ်စိတ်ရှိပေးပေးပါသိခံပေးပေးပါခရူးဆိုင်ပေးပါအရှိအိမ်တော်ကြီးလုံးလုံးချာချာလုံးဝအစင်မပြည့်ချင်ဘူးအာယုကျောင်းနဲ့ပတ်သက်တာတွေထုံချင်းကြိုက်ခဲတာတွေကြုံနာတတ်တယ် တနည်းအားဖြင့်ကြာမကြီးပိုင်းနဲ့ပတ်သက်ပြီးတော့အစစရရတတိထားရမယ်ခုနှစ်နေနဲ့မှကန်ဆိုးဆုံးစားတာပြောမယ်ငွေလည်းမကောင်းရွှေလည်းမကောင်းစီပါလည်းမကောင်းစိတ်တွေလည်းမှုညံ့မယ်အဝိတ္တနည်းအားထွက်သွားချင်စိတ်တွေဖြစ်တတ်တယ်စိတ်ခန္ဓာမတည်ငြိမ်နဲ့လားဟာတနည်းလားသားသမီးတို့စိတ်ရောင်ရမ်းခက်တက်လားဟာအောက်တိုဘာလဒီ2025လို့တတ်မှတ်ထားပေးတယ်ကယူဆိုင်ရတယ်တတိထားပြရမယ်တတိပြုတ်ပြရမယ် ကောင်းကျိုးမပေးချင်ဘူးစားတာတောက်တာသွားတာလာတာလုပ်ငန်းကန်ခန်းတွေမှာလည်းတတိထပါလူလိန်လူညာခံရတတ်တယ်တန်တဲ့အဖြစ်ငွေကြေးပျောက်ပြက်ပျက်စီးတာတွေကြုံရတတ်တယ်လားကယူးဆိုင်ပြရမယ်ဖျားစေတီတို့ကိုရောက်ဖြစ်ရင်ဖန်အောင်တိုင်း16တိုင်းကတ်လို့ပူဆောင်ထွန်ညက်ပူဆောင်ပေးပေးပါကတ်လေးတုံငွေတော့ဦးတယောက်ကိုအစီအိမ်အောင်ရေးအစီကအိမ်အောင်ရေးကန်ချမ်းပါအိမ်အောင်ရေးမသိမမြတ်တာမပြေမလဲတာလေးတွေပြေးလက်အောင် ကလေးကစားစေရာမေတ္တာလက်ဆောင်ပေးပေးပါတနည်းအားဖြင့်ကောယုတ်ကလေးတွေတံပတ်ယုတ်ကလေးတွေနော်ဈေးကွက်ယုတ်ကလေးတွေစားတဲ့ဖြစ်ပေါ့နော်ကစားစေရာအယုတ်တစ်ခု နော်လူပါတော့မဟုတ်လမ်းဆောင်လမ်းခွာလိုက်တောင်ရန်စားတော့သူကလေးသူငါတက်ဦးတယောက်တော့ကိုလည်းကစားစေရာအယုတ်ကလေးတစ်ခုမေတ္တာလက်ဆောင်ပေးပေးပါ ကစားစရာအယုတ်တစ်ခုမေတ္တာလက်ဆောင်ပေးလိုက်ပါ ကံကောင်းခြင်းလက်ပွင့်ခြင်းလုပ်ငန်းစိတ်ပွားတို့နဲ့ပတ်သက်ပြီးကောင်းကျိုးထူးခြားတာကောင်းကျိုးနဲ့ပတ်သက်ပြီးတော့ခံစားဆန်းဆန်းအောင်မြင်ပါလိမ့်မယ်။တမန်လာ သာသမီများ2025ခုနှစ်အောက်တိုဘာလမှာအခက်ခဲဒီအတားဆီးဒီကြော်လွားနိုင်ပြီးလူရင်စာတာများတလုံးတဝပြေဝနိုင်ပါစေလို့ကျွန်တော်များပုံနဲ့တော်ပေးတဲ့စာရန်နိုင်တို့ရောင်းကုန်မျိုးတော်မှအထူးဆုံးမကဆုတောင်းမြတ်တာပို့တာအပ်ပါတယ်။ ကြာမှာချမ်းသာကြပါစေအရှိရေးအင်နောင်ရေးကြာမှာရေးစေးပွားရေးလုံရေးတို့ဆွေးနွေးမေးမြန်းလို့တောင်များရှိခိုင်ရင်ဇာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39 4 6ကြီးပဲနားလို့4 4 4 4 4 5လုံး39 39 6 9 9ကြီး9လုံး9ခုံရှောင်းနဲ့39ကိုလည်းတိုက်ရိုက်ဆက်သွင်းမေးမြန်းနိုင်ပါတယ်မနက်9နာရီမှညနေ9နာရီထိခုနှစ်ခုနှစ်နာတော့ခုနှစ်ရသားသူရောကန်စာတာကိုဇာရဲ့ဗေဒဟောကန်တက်ခတ်မှာ မေဆန္ဒများဆွေးနွေးဟောပြောပေးခဲ့ရှိပါတယ်ခொနရသားသမီးများအားလုံးကိုစိတ်မျက်ပြကြားမှထားတော်တော်မူကြပါစေတန်နန်းလာသားသမီးများဒေတန်လာတိခမ်းမဲ့နောက်လာကံပြောင်းလဲလာမယ်မင်္ဂလာပါတန်နန်းလာသားသမီးများ